ကဲဒီနေ့မှာတော့เนาะကျွန်တော်ရဲ့မိတ်ဆွေကို20ရက်နေ့အရော20ရက်နေ့ထိ20ရက်နေ့ထိဒါကျွန်တော်ကနန်းလေးလည်းပြန်ပြီးအောင်မနော်အဲ့ကျွန်တော်ကနန်းလေးရတာတော့အဲ့လည်းပြန်ပြီးမှဖြစ်ပါရဲ့ဒုတိယကနန်းဒုတိယဝါသပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကအစတော့ကြာပြည့်ပြီကျွန်တော်ဇက်ကပြောပြပါမယ်တကယ်ကြောင့်ကြာမှတ်ပြီလားเนาะကြာမှတ်ပြီလားเนาะ 20ရက်နေ့ကနေတော့20ရက်နေ့ထိလို့ကျွန်တော်တို့ဖွားမယ်ပို့ခွက်တွေပြောပြပါမယ်နော်တင်းနာနဲ့အင်္ဂါတင်းနာနဲ့အင်္ဂါကိုနေ့တည့်လာတော့အဲ့ဒါမျိုးကိုကျွန်တော်ချင်းတို့ယူဆိုင်ပါနော်တင်းနာနဲ့အင်္ဂါဒီဘက်မှာတကယ်ကြီးတို့ချော့လုံးရတယ် ကောင်းတယ်နော်၆လုံးရယ်ကောင်းတယ်၆နဲ့ပတ်သက်လို့ဖူးမယ်ဆိုလို့ရှိရင်ချောက်ခွန်ရယ်ချောက်ပြီးချောက်ပူရယ်ချောက်ဝါရယ်နော်ဒါတကယ်လို့ဖူးရမှာဖြစ်ရနော်၆တလုံးဒီတစ်ပတ်ကောင်းပါနော်၆လုံးလာမှာဖြစ်ပါတယ်6ခွန်6လေး6 9 6 5เนาะဒီຢ່າງ એ မှတ်တာเนาะ ဘောတဘူးမကျော်ကရှင်းငါရှစ်ခွန်ရှင်းနှစ်ရှစ်လေးဘောတဘူးမကျော်ရှင်းငါရှစ်ခွန်ရှင်းနှစ်ရှစ်လေးဒီကောနော်အလားအလဲတကယ်လို့ဒါမွေးပေါ့နော်မွေးလို့ရတယ်နော်အဲအပြီးကစားရမှာခကို တလုံးနှစ်တလုံးခွန်တလုံးတုံညာတလုံးအဲ့ဒီလေးလုံးကိုအတိကစားရရတယ်ကိုတလုံးနှစ်တလုံးခွန်တလုံးတုံညာတလုံးနော်ငွေကျင်းတို့စားတို့မွေးကျင်လဲဆိုလို့ရှိရင်ဒီတစ်ပတ်ကိုစားတို့မွေးမဆိုလို့ရှိရင်တကူရဲ့နှစ်လေးရဲ့သုံးတုံညာရဲ့သုံးခွက်ရှိတယ်နော် ဗရိတ်ကတော့အကောင်းဆုံးကတော့ကိုးဗရိတ်ရတာနော်ကိုးဗရိတ်ရတာလေ။ဘာလေးတုံညာကိုးတရှိနှစ်ခေါက်ငါလေးတုံညာကိုးရင်တရှိရနှစ်ခေါက်ရနော်။အဲအကောင်းဆုံးဗရိတ်ကိုရရှိကြရနော်။ဝေကနန်လိုချင်ရဆိုလို့ရှိရင်ရှစ်ကိုးရတုံညာနှစ်ရ ငါးခွင့်ရနော်ဘုံကနေရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တနေ့တိုင်းတာမဟုတ်ပါဘူးနော်တစ်ပတ်တိုင်းတာကိုကျွန်တော်ပြီးမယ်နော်တစ်ပတ်တိုင်းတာကိုကျွန်တော်ဒီမှာပြီးမှာဖြစ်ပါတယ်တစ်ပတ်လုံးဖိုးတာကိုကောင်းတယ်ပေါ့နော်20နှစ်နေလို့ပြောတော့20တစ်ပတ်လုံးတိုင်းတာမှာကျွန်တော်ကျွန်တော်ဒါလေးကိုကြည့်ကြည့်ပြီးတော့ပို့ပြီးပေါ့နော်ဒီတစ်ပတ်မှာနှစ်ထိတ်ခွန်ထိတ် လာနိုင်တယ်ပေါ့နော်နှစ်ထိတ်ခွန်ထိတ်လာနိုင်တယ်နှစ်တစ်လို့နှစ်ငါလို့နှစ်သုံးလို့နှစ်ရှစ်လို့နော်ခွန်ထိတ်နဲ့ထိုးမှဆိုရင်ခွန်သုံးရခွန်သုံးခွန်ရှစ်ခွန်ချောင်းနော်နှစ်ထိတ်နဲ့ထိုးမှဆိုရင်နှစ်တစ်နှစ်ငါနှစ်သုံးနှစ်ရှစ်ခွန်ထိတ်နဲ့ထိုးမှဆိုရင်ခွန်သုံးရခွန်သုံးခွန်ရှစ်ခွန်ချောင်းဖြစ်ပါတယ်နော်အဲထိတ်ပေါ့နော် ရေဘက်မှာအကောင်းဆုံးကစားမယ်ဆိုရှင်အကောင်းဆုံးကနေနေဘေးဘီကစားမယ်ဆိုရှင်တော့၉နှစ်နဲ့၆ရှစ်နဲ့ပေါင်း၅ရဲ့တစ်တုံးနော်ဒီကဘက်မှာအကောင်းဆုံးကနေနေလို့ဘေးဘီတော့ကစားမယ်ဆိုရှင်၉နှစ်နဲ့၆ရှစ်နဲ့ပေါင်း၅ရဲ့တစ်တုံးနော်အဲဒါဘုံဘုံတစ်ရှစ်ရေးရအောင်နော် ထိတ်ဆေးရတော့ဒီဘက်မှာ၃ချိန်လာမယ်သဘောရှိတယ်။၁ရယ်၊၃ရယ်၊၉ရယ်နော်။ထိတ်ဆေး၃ချိန်လာမယ်သဘောရှိတယ်။၃ရယ်၊၁ရယ်၊၉ရယ်နော်။တောက်ကြမယ်။ကြာလာပြီးရင်တောက်ကြမယ်နော်။ ဲ့မှာတောက်ကြနေလာပြီပြိတ်မယ်နော်အဲ့ဒီမှာကျွန်တော်ဝန်ချင်းကတော့တုံများရယ်တုံးဝန်ချင်းရှိဝန်ချင်းကြတဲ့တော့ရစ်ဆူနော်ဝန်ချင်းဖူးကြရနော်ဝန်ချင်းကလည်းပါမယ်အချက်ဆုံးပေါ်တည်ရွေးချယ်မှုကတော့ ေခွန်ရှစ်ချောင်းဘုခော့เนาะဒီတစ်ပတ်မှာအပူချက်လို့ဆိုရှင်လေးလေးရှစ်ရှစ်ပို့မယ်เนาะတကယ်လေเนาะဒီတစ်ပတ်မှာအပူချက်တဲ့တုံးလေးလေးလေးရှစ်ရှစ်ပို့မယ်အဲဒီတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကဒါတစ်ပတ်တိုင်းတာမှာဒါတစ်ပတ်တိုင်းတာမှာပြေးခဲ့ပြီးတော့ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒါလေးရဲ့ဒါမှမဟုတ် ရရဖြစ်တယ်နော်ဒါကျွန်တော်ရထားတဲ့ခဏလေးကိုမိတ်ဆွေတို့ဒါပြီးတော့အကြပြီးပါပြီတပတ်တိုင်းတာပေါ့နော်အဲနောက်နေ့တွေမှာလည်းတနင်္လာနေ့ကျရင်ဓာတ်ထိုးအောင်လဲဆိုတာလေလက်ပြန်ညပြပြီးနေဒါကတော့တပတ်တိုင်းတာမှာငွေကျင်းတို့ရွှေချုံမှုနဲ့ထိုးအောင်ဖြစ်ပါတယ်နော်ရှင်တော့လည်းတပတ်တိုင်းတာမှာကျွန်တော်တို့ပြီးသားခဲ့တာတွေကပေါကနန်းတွေပါလေထွက်သွားတယ် เนาะတော့ထိတ်ဆီးရွေးတာလေးလေးတွေပါတယ်အကုန်ထွက်သွားတယ်များတယ်ပေါ့နော်တစ်ဘက်တိုင်းလာတယ်မှာပေးထားကြတာဒီဘက်ကတော့လည်းအဲဒါလည်းဒီတစ်ဘက်မှာဆက်ပြီးတော့ပေးထားပြီးကျွန်တော်မက်ဆေ့ချ်ကဒါအောင်ကြည့်ပြီးတော့ကဲဒီထိုးရပါမယ်ပေါ့နော်အဲကျွန်တော်ရဲ့ဗီဒီယိုလေးကနည်းနည်းရှိသွားရင်လည်းကျွန်တော်နားလည်ပြီးတော့ဒီလောက်ပါပဲကျွန်တော်ခဏလေးလေးကိုမချာသွားတော့ဘူးပြဿနာပဲပြောပြပါတော့မယ်နော်โอเคအဲဒီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်လို့ရှိရင်တိတိကျကျလေးကြည့်ပြပါတော့နော်ကျွန်တော်ခဏလေးလေးဒီဗီဒီယိုလေးမှာချာပြီးတော့ ဇက်ရင်းနဲ့ပြောပြပါတော့မယ်နော်အဲဒါဆိုအချိန်မရတော့တော့ဒါတိုက်ရိုက်ကျွန်တော်အနေနဲ့ဗီဒီယိုလုပ်ပြီးတော့ပြီးသွားရင်ဖြစ်ပါတယ်ခင်ဗျာနော်နောက်အချိန်မရမှလည်းကျွန်တော်အနေနဲ့အဲပို့လေးမှာပဲခဏလေးဒီကိုတပတ်စာလေးကိုကျွန်တော်ခဏလေးဒီကိုပို့လေးနဲ့တင်ပြပါမယ်ဗီဒီယိုထဲမှာကျွန်တော်ပြောရတာလေးဒီကျွန်တော်ကတော်တော်ချာချာလေးနားထောင်ပြီးတော့မှတ်ပြီးတော့မှဥမှန်ကိုအဲခဏလေးတော့ထားလို့တော့ပေါ်ပင်နဲ့ပြထားပါတော့နော်အားလုံးကြောက်ပါမယ်နော်